ဂျေဇုတော်ရစ်ကိုပူဇော်တဲ့အခါမှာတဲ့ဘုရားသခင်ကကျွန်တော်တို့ဘာထက်ပြီးကောင်းကြီးပေးလာတယ်လဲဆိုတော့ယံသူကိုအောင်မြင်ခြင်းဂျေဇုပေးတာဖြစ်ပါတယ်အာမင်ကျမ်းစာတစ်ချက်ဖတ်မယ်နော်ယာဇဝင်ချုပ်ဒုတိယဆောင်ခန်းကြီး20အငယ်22ကနေ23တမဟောင်းကျမ်းကဖြစ်ပါတယ်ယာဇဝင်ချုပ်ဒုတိယဆောင်ခန်းကြီး20အငယ်22ကနေ23 ထိုသူတို့သည်ချီးမွမ်းရသခြင်းကိုစိုးစပြုကြတော့အခါယူဒပြည်ကိုတိုက်အံ့တော်ငါလာတော်စီရတောင်သားတို့ကိုအံမုံအမျိုးသားမောဘအမျိုးသားတို့တဖန်၌ထောက်ရဖျားချောင်းမြောင်းစီတော်မူသဖြင့်အံမုံအမျိုးသားမောဘအမျိုးသားတို့သည်အထီအခိုက်ခံရတော်ကြောင့်တဖန်စီရတောင်သားတို့ကိုတုတ်တင်ပယ်ရှင်းခြင်းငါလံ၍တိုက်သဖြင့်အကုံအစင်တက်ပြီးမှတယောက်ကိုတယောက်တိုက်ခိုက်၍ပျက်စီးခြင်းတို့ရောက်ကြ၏ ချစ်တော်ညီကိုမောင်မတော်ဒီနေရာမှာအထူးအထူးတတိထားစေခြင်းနဲ့စကလုံးတစ်ခုကထိုသူတို့သည်ချီးမွားရာတခြင်းကိုစိုးစပြူတော်အခါ Okay ရန်သူတွေအချင်းချင်းတက်ကုန်သွားတယ်ကိုတော်တော့တက်စရာမလိုရန်သူကိုတမဟောင်းပါနော်တကယ်အဖြစ်ပြဖြစ်ပြခဲ့တဲ့အရာရန်သူကိုကိုကတော့တိုက်စရာမလိုပဲနဲ့တဲ့ သူတို့ဘလို့လှုပ်တဲ့အခါမှာရန်သူအချင်းချင်းတက်ပြီးမှတေကုံတာလဲဆိုတော့သူတို့ဂျေဇုတော်ချီးမွမ်းတဲ့အခါမှာတဲ့ဂျေဇုတော်ချီးမွမ်းရာတချင်းကိုဆိုတဲ့အခါမှာတဲ့ရန်သူတွေကအချင်းချင်းတယောက်ကိုတယောက်တိုက်ခိုက်ပြီးတော့မှတေကုံနေတဲ့အဲ့ဒါဘသူလှုပ်လဲသိလားထာဝရဖရာသခင်လှုပ်တဲ့အမှုဖြစ်တယ်ဟာလေလုယာယုံကြည်သူတွေရဲ့အသက်တာထဲမှာရောကျွန်တော်တို့ရဲ့ရန်သူကဘသူလဲရှေ့မှာတခါပြောပြီးပြီးအားလုံးမမိလားမသိဘူး ယုံကြည်သူတွေမှာယဉ်သူဆိုတာတော့ကိုယ့်အနေနဲ့ပြောမယ်ဆိုမရှိပါဘူးဒါပေမဲ့ကိုကသူများကိုမမုန်းပေမဲ့သူများကိုမုန်းတယ်ကိုကသူများကိုချစ်ပေမဲ့သူများကိုမချစ်နိုင်ဘူးကိုကသူများကိုအကောင်းမြင်ပေမဲ့သူများကတချို့တချို့တော့သူတွေကကိုယ့်အကောင်းမမြင်နိုင်ဘူးယေရှုခရစ်တော်ရဲ့နာမကြောင့်ကျွန်တော်တို့ဖိနှိပ်ခံရတဲ့ညှင်းဆဲခံရတဲ့အစဲခံရတဲ့ဩတော်တော်လေးပါဖြစ်လေအာကြမ်းကြမ်းတန်းတန်းဆက်ဆံခံရတာတွေရှိတယ်ကျွန်တော်တို့မုန်းတဲ့ယန်သူဆိုတဲ့သူတွေရှိတယ်ကျွန်တော်တို့အနေနဲ့တော့ယန်သူလို့သဘောမထားပေမဲ့ကျွန်တော်တို့ ကျွန်တော်တို့ကိုယန်သူလို့သဘောထားတဲ့သူတွေအများကြီးရှိရဲ့ဆိုတော့ဒီကနေ့ကျွန်တော်ခရိယန်တွေထဲမှာအဲ့လိုမျိုးလူတွေကကျွန်တော်တို့ရဲ့ယန်သူပဲမဟုတ်ဘူးလားအမှန်ကတော့ယန်သူလို့ပြောမှကျွန်တော်တို့စာတန်မာနတာလင်ကျွန်တော်တို့ရဲ့ဘုံယန်သူအကြီးဆုံးဖြစ်ပါတယ်လူလူချင်းကိုကျွန်တော်တို့ကယန်သူလို့သဘောထားလို့မရအောင်ဒါပေမဲ့ကျွန်တော်တို့သဘောမထားပေမဲ့တချို့လူတွေကကျွန်တော်ကိုကျွန်တော်တို့ကိုယန်သူလို့သဘောထားတာရှိဒီနေရာမှာကျွန်တော်တို့တည်င်းကောင်းတစ်ခုရှိတာက ကျွန်တော်တို့မုန်းတဲ့ယန်သူတွေကျွန်တော်တို့တိုက်ခိုက်ခြင်းတဲ့ယန်သူတွေကျွန်တော်တို့ကိုနောက်ဆုံးအသက်အသက်ကိုယူခြင်းနဲ့တက်ခြင်းတဲ့သူတွေရှိကောင်းရှိမယ်ဒီကနေ့ခင်ပါလေရှိကောင်းရှိမယ်ရှိနိုင်တယ်အဲ့ဒီလူတွေကိုတဲ့ကျွန်တော်တို့ကကြောက်နေရတယ်မဟုတ်လားဒါပေမဲ့ဂျေဇုတို့ချီးမွမ်းတတ်တဲ့သူတွေဟာတဲ့ဖယားသခင်ကအလိုလိုနေနဲ့ကိုယ့်ရဲ့ယန်သူတွေကိုတွားတိုက်တဲ့အခါမှာသူတို့ဟာသူတို့ကြာရှုံးသွားမယ်တဲ့ဟာလေလုယာဒါကကျွန်တော် ထွင်ပြီးမှပြောနေတာမဟုတ်ကျန်းစာကပြောတာတမဟောင်းကျန်းမာလေကျန်းစာဖတ်ဖို့တဲ့သူတိမယ်တချို့ယုံကြည်သူတွေတနစ်ကိုကျန်းစာအဆဆုံးတစ်ခေါက်ပြီးအောင်ဖတ်တဲ့သူရှိတယ်ကြိုးစားရဲ့ယုံကြည်သူတွေရှိတယ်ကျွန်တော်တို့နှုတ်ကပတ်တော်ကိုနားထောင်နေတဲ့သူတွေထဲမှာလည်းရှိကောင်းရှိမယ်တနစ်ကိုကပောက်ကျန်းကနေပြတိတ်ကျန်းအထိဖတ်ကောက်ဖတ်ပြီးသွားတဲ့သူရှိနိုင်တယ် ဆိုတော့အဲ့ဒီလူတွေဆိုလို့ရှိရင်ပုံနားလဲမယ်တမဟောင်းချမ်းကိုဖတ်ပြီးသွားတဲ့အခါမှာတင်နားလဲလာမှာတခုကဂျေစုတော့ချီးမွမ်းခြင်းနဲ့အနိုင်ပိုင်းသွားတဲ့ဟာတွေအများကြီးအဖြစ်ပြက်အဖြစ်ဂျေစုတော့ချီးမွမ်းခြင်းတခြင်းဆိုပြီးတော့မှရန်သူကိုတိုက်နိုင်သွားတဲ့အဖြစ်အပျက်တမဟောင်းထဲမှာအများကြီးရှိတယ်။ဥပမာပြောရမယ်ဆိုရင်ဂိတောင်ကိုဂိတောင်မမိလားအလုံး။တရားသူကြီးဂိတောင်တချင်းတော်ရှိသေးလေလေတချင်းတော်ရှိသေးတယ်လေဂိတောင်လာပြီးဟဲ့ဂိတောင် ဆန်နီစကူတချင်းအောင်ရှိသေးတယ်ဆိုလိုချင်တာကဂီတောင်ဆိုတာနာမည်ကြီးတယ်တရားသူကြီးထဲမှာတရားသူကြီးမတ်စာထဲမှာရှိတယ်အဲ့ဒီဂီတောင်ကလူ300နဲ့ပါဖြစ်လေလူပေါင်းသိန်းချီတောင်းချီကိုတိုက်တိုက်နိုင်ခဲ့တာ လူ300နဲ့ပဲဒါတော့မှသူ့လူတွေကသွားတိုက်တာလားမဟုတ်ဘူးတချင်းဆိုယုံပဲတချင်းဆိုယုံပဲရန်သူကအတုံးတုံးအယုံယုံလဲကုန်ကြတာဟာလေလုယာချစ်တော်ညီကိုမောင်မတော် ကျွန်တော်တို့ဒီကနေ့တတိထားရမှာကအဲ့ဒါပဲအခုဆရာအတိကပြောချင်တဲ့ point အတိကအချက်လဲအဲ့ဒါပဲဂျေဇုတော်ချီးမွမ်းခြင်းတခြင်းကိုဆိုတဲ့အခါမှာယန်သူကအတုံးတုံးအယုံယုံဖြစ်ကုန်တယ်ဟာလေလုယာဒီလိုပြောလိုက်လို့ဟိုပါလေယန်သူပါလေယန်သူတွေနဲ့ယန်ဖြစ်တိုင်းတခြင်းဆိုပါလို့ပြောတာမဟုတ်ပါဘူးကျွန်တော်တို့မှာအာမတူညီတဲ့ယန်သူအများကြီးရှိပါတယ်ဝိညာဉ်ဆိုးနဲ့ဆိုးယန်သူနော်တချို့ကကျတော့လူလူချင်းကျွန်တော်တို့မုန်းတဲ့ယန်သူတွေရှိတယ် ဘယ်လိုပဲဖြစ်နေပါစေဝိညာဉ်ယံသူဖြစ်ပါစေကျွန်တော်ခန္ဓာယံသူဖြစ်ပါစေကျွန်တော်တို့အိမ်မှာအမြဲတမ်းဖျားဖို့ပြုတဲ့အခါမှာချီးမွမ်းတခြင်းဆိုပြီးတော့မှဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းတဲ့အခါမှာအဲ့ဒီယံသူတွေကအသုံးသုံးအယုံယုံဖြစ်ကုန်တယ်လို့ကျမ်းစာထဲမှာဂတိတော်ပေးထားပါတယ်ဟာလေလုယာအခုတရားတည်နာနားထောင်နေတဲ့သူတွေမှာအဲ့လိုမျိုးရှိလားမသိဘူးနော်အဝိညာဉ်ဆိုနက်နှုတ်နက်ဆိုနောက်ရှက်ခံရတဲ့သူတွေရှိလားရှိတယ်ဆိုလို့ရှိရင်ကျန်းချက်နဲ့ရေးဆက်ထားတဲ့တခြင်းတွေများများဆိုပါ တမာချင်းစာနဲ့လမ်းကြောင်းမှန်မှန်ရေးထားတဲ့တချင်းတွေများများချီးမွမ်းပါကျေးဇူးတော်ချီးမွမ်းခြင်းပဲအဲ့ဒါလေဟုတ်တယ်နော်နောက်တစ်ခုကကြတော့ကိုယ့်ကိုမုန်းတဲ့ယဉ်သူတွေအများကြီးရှိတဲ့ခရိယန်တွေရှိလားရှိတယ်ဆိုလို့ရှိရင်ကျေးဇူးတော်ချီးမွမ်းခြင်းတချင်းများများဆိုပါ တချင်းဆိုတာကလွဲလို့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုလည်းအမြဲတမ်းချီးမွမ်းပါလူဖွယ်ဝတ်ထုပစ္စည်းနဲ့လည်းဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါအဲ့ဒါဆိုလို့ရှိရင်ဘုရားသခင်ကတင့်ရင်သူကိုကြာရှုံးစေလိမ့်မယ်လို့ကျမ်းစာထဲမှာအဖန်ဖန်အဖန်ဖန်တည်ပြထားတယ်ကျွန်တော်တို့ကိုနားလည်စေတယ်ဟာလေလုယာအဲ့ဒါပဲချစ်တော်ညီကိုမောင်မတော်တို့သစင်ကျေးဇူးတော်ဆိုတာအဲ့ဒါပဲ ဖယားသခင်ကိုချီးမွမ်းတဲ့အခါမှာယဉ်သူကိုအောင်နိုင်တယ်ဆိုတာအဲ့ဒါပဲနားလည်မယ်လို့ယုံကြည်တယ်။တန်ရှင်တော်ဝိညာဉ်တော်တင်ဝိညာဉ်အလင်းကိုတင်ရဲ့ဝိညာဉ်မျက်စိကိုပွင့်စေလေအလင်းရစေပါ မြင်စေပါနားလည်စေပါတီဆောက်စရာဖြစ်စေပါ အာမင်ဆိုတော့ဒီကနေ့ညီကုန်းချိုးရအောင်နော်ဒီနေ့ပြောသွားတဲ့ခေါင်းစဉ်ကပါလဲဆိုတော့ယန်သူကိုအောင်မြင်ခြင်းကျေးဇူးရမယ်ဒီနေ့နှုတ်ကပတ်တော်ကိုတော့ဒီမှာပဲယနာခွင့်ပြုပါတကယ်လို့နားမလည်ဘူး မေးချင်တယ်တို့မဟုတ်ဆရာပြောတဲ့အထဲမှာခွန်အားရတဲ့အရာတွေဒီလိုရှိတယ်ဆိုတဲ့ဟာကိုတသက်ခံချင်တယ်ဆိုရင်လည်းဆရာအောက်ကိုအပ်လို့ရတယ်စူတောင်းခံချင်တဲ့သူလည်းဆရာအောက်ကိုအပ်လို့ရတယ်နောက်ပြီးတော့မှဆရာတို့အမှုတော်မြတ်မှာပါဝင်ချင်တယ်ဆိုလို့ရှိရင်လည်းတီးတန့်ဆက်တွေ့လို့ရတယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့ဒီကနေ့နှုတ်ပတ်တော်ကိုတော့ဒီမှာပဲရနာခွင့်ပြုပါနာစင်ခံယူသွားတဲ့သူနဲ့ကျွန်တော်ဟောကြားတဲ့သူအပါဝင်ဖရာသခင်ပါ၍ပါ၍ကောင်းကြီးပေးပါစေတော့အာမင်